မင်္ဂလာပါရှင်ရှဲကူမီဒီယာကကြိုဆိုပါရစေမန္တလေးငလင်းတန်းကြောင့်ထိခိုက်ပျက်စီးခဲ့သည့်အင်းလေးဒေသအတွင်းရှိလျက်စစ်တပ်အလိုက်များ ရာနှုန်းဖြည့်ပြင်ဆင်ပြီးစီးတဲ့တွင်ကိုတင်ဆက်ပါမယ်ရှင်မန္တလေးငလင်းတန်းကြောင့်ထိခိုက်ပျက်စီးခဲ့သည့်ရှမ်ပီနယ်ညောင်ရွှေမြို့နယ်အင်းလီဒေသအတွင်းရှိကျေးရွာများ၌စတိတ်ကေဗီတာလိုင်းများလေးရာဗိုတာလိုင်းများထရန်စဖော်မာများနှင့်တပ်အားလုပ်ပစ္စည်းများ ရိုင်းလဲချို့ယွင်းပျက်စီး၍ကျေးရွာပေါင်း 321ရွာယာယီတက်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့မှုအပေါ်အမြန်ဆုံးပြန်လည်ပြုပြင်လုပ်ငန်းများဆောင်ရွက်ခဲ့ရာဇူလ28ရက်နေ့တွင်လျှက်စစ်တပ်အားလိုင်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်းသိရှိရပါသည် အဆိုပါထိခိုက်ပျက်စီးသွားသည်လက်စစ်တာအလိုက်များ transformer များလက်စစ်မီဂျိုများပြင်ဆင်ဆောင်ရွက်ခြင်းနဲ့ရန်လဲသွားသည်ထက်တိုင်းများတိမ်မက်ပြုပြင်ခြင်း အသစ် site ထူးခြင်းလုပ်ငန်းများကိုလက်စစ်တာဖြန့်ဖြူးဌာနမှကျွမ်းကျင်ဝန်ထမ်းများလုပ်သားများကအင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ရာ ကြေရွာပေါင်း316ရာ၌လက်စစ်တာပြန်လည်ပို့လွှတ်ဖြန့်ဖြူးတာပြီးဖြစ်ကြောင်းတအားလျက်ချန်ရှိသည့်ကြေရွာ9ရွာတို့တွင် နေဆောက်များပြန်လဲတက်မဲ့ဆောက်လုံးနေစေဖြစ်တဲ့အတွက်လျှက်ဆက်အနေကင်းရှင်းမှုရှိတဲ့အချိန်မှသာဓာတ်အားပြန်လဲပို့လွတ်ဖြတ်ဖြူပေးသွားမည်ဖြစ်ကြောင်းမြို့နယ်လျှက်ဆက်အင်ဂျင်နီယာယုံထမ်းမှသိရှိရပါတယ်ရှင်